ဒေါ်စုသမရဖြစ်သည့်အခါတွင်ပိုမိုထိရောက်သည့်ဆောင်ရွက်ချက်များကိုမြင်တွေ့ခံစားပါရပါလိမ့်မည်ဟုလည်းအထူးယုံကြည်မျှော်လင့်ပါသည်တဲ့ခုနကပြောသားတဲ့အတိုင်းပဲနော်သမရဖြစ်အောင်လုပ်ပေးဖို့ကနံပါတ်1အဲနော်နံပါတ်အဲ့တော့ ਨੇ ပတ်သက်လို့ကျမကြုံတုံးပြောချင်ပါတယ်။အဲ့ဒီကျမတို့ရဲ့မြန်မာနိုင်ငံမှာပေါ့နော်တချို့တွေကဒီမိုကရေစီရဲ့သဘောတရားကိုသိပြီးတော့ ဟိုနားမလည်သေးဘူးလို့ထင်ပါတယ်ကျမကိုမေးတယ်သမရဖြစ်လုတ်ချင်တာဆိုလုတ်ချင်တယ်ဘာဖြစ်လို့လုတ်ချင်တယ်အဲ့တော့မှကျမတို့လုတ်ချင်တဲ့ကိစ္စတွေလုတ်လို့ရမှာကျမတို့အဲအကောင့်ထဲပေါ်ခြင်းနဲ့နိုင်ငံရေးလူမှုရေးပညာရေးစီမံကိန်းတွေအစသဖြင့်စီးပွားရေးစီမံကိန်းတွေအစသဖြင့်ကိုအကောင့်ပေါ်ထိုင်မှာလို့ကျမကဖြေပါတယ်အဲ့တော့တချို့ကဒီဟာကိုသမထလုတ်ချင်တာကိုရဲ့အပြစ်လို့လို့သူတို့ကပြောတယ်အဲ့တော့ကျမကပြောတယ်ကျမတို့ဒီမိုကရေစီစနစ်မှာ နိုင်ငံရေးပါတီတွေဘာဖြစ်လို့ထူထောင်လဲဘာဖြစ်လို့လဲဆိုတော့ဒီမိုကရေစီစနစ်မှာဆိုတာဒီမိုကရေစီဆိုတာအများပြည်သူရဲ့အုပ်ချုပ်ရေးဆိုတဲ့အဓိပ္ပာယ်ရောက်ပါတယ်ဒါရိုက်အဖြစ်ပေါ့နော်ပြည်သူအုပ်ချုပ်ရေးဒါပေမဲ့ပြည်သူတွေအားလုံးအုပ်ချုပ်လို့မရဘူးကျမတို့နိုင်ငံမှာဆိုရင်အခုအာအကြမ်းမြင့်အဖြစ်တန်း55နဲ့60ကျားမှရှိတယ်လို့ကျမတို့မှားရပါတယ်မှတ်ဆထားပါတယ်တန်း55 ရောက်စလုံးကဘယ်လို့မှတိုင်းပြည်ကိုအုပ်ချုပ်လို့မဖြစ်ဘူး။ဒါလည်းအားလုံးသိတဲ့အတိုင်းပဲ။ဒါကြောင့်မလို့ဓာတ်ရိုက်ဒီမိုကရေစီမဟုတ်ဘဲနဲ့ကိုယ်စားလှယ်များအနေတဆင့်ဖော်ထုတ်တဲ့ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ဟာကျမတို့တကမ္ဘာလုံးမှာရှိနေတာပါ။အဲ့တော့အဲ့ဒီဟာကဘာလဲဆိုတော့တကယ်ကြတော့ပါတီနိုင်ငံရေးကိုအခြေခံပါတယ်။ကျမတို့ဒီဟိုနှစ်နှစ်20ကျော်စစ်အစိုးရလက်အောက်မှာနေခဲ့တုန်းကဆိုလို့ရှိရင်ကျမတို့ကကိုပါတီနိုင်ငံရေးလုပ်တယ်ဆိုပြီးတော့ဆွဆွဲချက်တွေ လုတ်ခဲ့ပါရှိခဲ့ပါတယ်ပါတီနိုင်ငံရေးနဲ့အမျိုးသားနိုင်ငံရေးဟာမတူဘူးအတိတ်ပဲအဖင်ပါတီနိုင်ငံရေးဆိုတာမကောင်ဘူးကိုယ်ပါတီကလေးကိုလုတ်တယ်ဟာအမျိုးသားနိုင်ငံရေးပဲကောင်တယ်အမျိုးသားနိုင်ငံရေးဆိုတာလည်းအုပ်ချုပ်တဲ့လူတွေပဲလုတ်နေတယ်ဆိုတဲ့သဘောထားနဲ့အဲ့လိုဝါဒဖြန့်ချိမှုတွေရှိပါတယ်အဲ့တော့ကျမတို့အမြဲပဲပြန်ပြောပါတယ် ဒီခေတ်ဒီခါမှာဒီမိုကရေစီပေါ်ဆောင်ကျင်လို့ရှိရင်ပါတီနိုင်ငံရေးဆိုတာလုပ်ရတယ်။ဒါပေမဲ့ပါတီနိုင်ငံရေးဆိုမှာညစ်ပတ်တဲ့ပါတီနိုင်ငံရေးလည်းရှိတယ်။တန်ရှင်းတဲ့ပါတီနိုင်ငံရေးလည်းရှိတယ်။ကျမတို့ကတန်ရှင်းတဲ့ပါတီနိုင်ငံရေးကိုလုပ်တယ်။အဲ့တော့တန်ရှင်းတဲ့ပါတီနိုင်ငံရေးထဲမှာကို့ပါတီနိုင်ငံအစိုးရအာဏာရရှိရေးကိုတန်တန်ရှင်းရှင်းပုံမှန်လင်းလင်းမှန်မှန်ကန်ကန်စူးစမ်းတာဘာမှအဖြစ်မရှိဘူး။ဒါဟာပါတီနိုင်ငံရေးဆိုတဲ့ဒီမိုကရေစီနိုင်ငံရေးမှာမလုံမဖြစ်လုပ်ရတဲ့ကိစ္စပဲ။အဲ့တော့ကျမတို့က ဒီလိုပါတီတစ်ခုဟာ အာဏာရပြီဆိုရင်ပါတီခေါင်းဆောင်ဟာဟိုအစိုးရအဖွဲ့ရဲ့အကြီးအကဲဖြစ်တာဒါဟာရိုးရိုးဒီမိုကရေစီအစဉ်အလာတစ်ခုပဲဖြစ်ပါတယ်အဲ့ဒါကိုကျမတို့ပြည်သူတွေတချို့နားမလည်ဘူးလို့ထင်ပြီးတော့ပဲပြောတာလားတကယ်ပဲဒီဒီလိုရေးသားတဲ့ပြောဆိုတဲ့လူတွေကိုယ်တိုင်ကနားမလည်လို့လားမသိဘူးတမရဖြစ်ရဖြစ်ချင်ရခေါင်းလားပေါ့နော်လက်ရှိတမရကြီးကိုဖြုတ်ချခြင်းရခေါင်းလားဆိုတဲ့အနေထားနဲ့ပြောချင်ပါတယ်အဲ့တော့ ကျမပြောမှာကျမတို့ဟာလက်ရှိအစိုးရအကြီးအကဲကိုအကျန်းဖက်တဲ့နီးနဲ့လည်းဖြုတ်ချမှာမဟုတ်ဘူးလက်နဲ့နီးနဲ့လည်းဖြုတ်ချမှာမဟုတ်ဘူးရွေးကောက်ပွဲနီးနဲ့မှန်မှန်ကန်ကန်ကျမတို့ကဖြုတ်ချပြီးတက်ချင်ပါတယ် ျမတို့ရဲ့လုတ်ပိုင်ခွင့်တယ်မဟုတ်ဘူးဒီမိုကရေစီလိုချင်လို့ထူထောင်ထားတဲ့နိုင်ငံရေးပါတီတစ်ခုရဲ့တာဝန်ကိုဖြစ်တယ်အဲဒါကြောင့်မလို့ကျမတို့ဆက်ပြီးတော့လုတ်သွားပါမယ်လို့ပြောပြရစီ